ိုဘယ်လောက်ထိဒီဟိုပေါ့နော်ဒီခီးလန်းကိုရှောက်ခဲ့ပြီးပြီလေ GD ကိုမလုတ်ခင်ပါတယ်ကစဉ်းစားတင်တယ် IG CC O level ကိုမလုတ်ခင်ပါတယ်ကိုစဉ်းစားတင်တယ်အလုံးမင်္ဂလာပါမတွေ့ရကြပြီเนาะအဲ့တော့ဒီတစ်ခါကိုချက်ပင်ကြီးရပါတော့ ဟိုတချို့တွေနည်းနည်းလေးလွဲမားနေတဲ့ test လေးတွေအကြောင်းကိုနည်းနည်းပြောပြမယ်။အကယ်လို့ပေါ့နော်ကိုက10တန်းပြီးသွားတယ်။တချို့ကစနစ်အစ်စ်တွေဆိုလို့ရှိရင်12တန်းပညာရေးရှိတယ်။တချို့ IGCSE တက်တဲ့ကလေးတွေရှိတယ်။ O level A level တွေပေါ့ဟာလား AS level တွေရှိတယ်။ဒါပေမဲ့တချို့ဟိုလို private school တွေကနေပြီးထားခဲ့တယ်။ဒါမှမဟုတ်ရှိတွေမှာ10တန်းပြီးထားခဲ့တဲ့ကလေးတွေကချက်ပြီးလို့ရှိမှကျောင်းလျှောက်ဖို့လာတဲ့အခါမှာ US မှာကျောင်းသွက်တက်မယ်ဆိုပါဆိုသူတို့ကအဲတခါလေကြာလို့ရှိရင်သူတို့ IG CSC ပြီးထားတဲ့ O level ပြီးသွားလို့ရှိရင်သူတို့ကလေ O level အပြင်တင်ကိုမှနောက်ထပ် GED တွေပါထပ်ပြင်လာကြဆိုချက်လေးသူတို့ရဲ့အချိန်လေးကိုလည်းနှမျောသလိုခံစားရတယ်ပေါ့နော်အဲ့တော့အဲမိဘတွေအနေနဲ့လေငွေကုန်ကြီးကြလဲတတ်တာမယ်တာသမီတွေအနေနဲ့ကလည်းဟိုပေါ့နော် effective innovation ဖြစ်ဖို့အတွက်ကြတော့ဒီဗီဒီယိုလုတ်လိုက်ရတယ်နောက်တချို့ကလေးတွေမိခွန်းလေးတွေမေးလာတဲ့အခါမှာ ် IG ဆက်စီ Oliver တွေတက်ပြီးသွားပြီဟာအဲတိတ်ပြီးတော့ကိုနဲ့ဟို align မဖြစ်တော့လို့ GD ကိုပြန်ပြောင်းတာမျိုးပါညာကြတော့ကိုဘယ်လောက်ထိဒီဟိုပေါ့နော်ဒီခီးလန်းကိုရှောက်ခဲ့ပြီးပြီလေ GD ကိုမလုတ်ခင်ပါတယ်ကစဉ်းစားတဲ့ ਨੇ IG ဆက်စီ Oliver ကိုမလုတ်ခင်ပါတယ်ကိုစဉ်းစားတဲ့ ਨੇ